အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်မေလ30ရက်စောက်ကြနေတဲ့နေ့ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရိုးရနေသားကစခန်းတွေဇက်တိုက်ဆိုသလိုလက်လွတ်လာရတဲ့အတွက်အခြေတောင်တိုင်းစစ်ဌာနချုပ်မော်လမြိုင်ကို GKBA စိတ်ပိုင်းခေါင်းဆောင်တွေကိုခေါ်ယူပြီးတိုင်းမူဒူတိုင်းမူတို့နဲ့ဇမန်လေးကတွေ့ဆုံကြတယ်လို့သိရပါတယ် လက်လွတ်ထားတဲ့စခန်းတွေကိုပြန်တောင်းပေးပါဆိုပြီးလုပ်ပြန်ပြီလားတော့မသိပါသေးစကားပြောဆိုနေစဉ်တော့မှာပဲဂျမန်နေ့နေ့လေဥက္ကဋ္ဌစခန်းကြီးရဲ့ကာကင်းသဘောမျိုးဖြစ်နေတဲ့အရွှေအမြိုင်စခန်းကိုထပ်မံလက်လွတ်လိုက်ရပြီဖြစ်ပါတယ်မကွေးတိုင်းဆလင်းညွန့်နဲ့ဆလုတ်ရမျိုးကြောင့်မှာလက်ပချင်းချောင်းဆိုတာရှိပါတယ်ကြီးခဲ့တဲ့ရက်ကပြည်ညာရေးကောလိပ်တက်နေတဲ့တင်နန်းသား6ဦးနဲ့ကျောင်းဆရာမ3ယောက်ဖမ်းဆီးခံလိုက်ရတာရှိပါတယ် လက်ပြင်းချောင်းကူဆက်လက်ဆောင်တိုင်းနေစဉ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးမြည်တီဘွဲကဖမ်းဆီးသွားတယ်ဆိုတော့ကတော့စီစဉ်နေသေးတာဖြစ်ပါတယ်။ဆိုပါလက်ပြင်းချောင်းဟာလွန်ခဲ့တဲ့15နှစ်လောက်တုန်းကအထိတဲချောင်းဖြစ်တာမို့တောင်ပေါ်ကရေကျလာလို့ရှိရင်တပတ်ဆယ်ရဲ့ကာကူးလေးမရချစ်လက်ရှိပြီးပေါင်းလူဖုံးကြီးเจ้าမှာကျွန်တော်တို့ရက်ရှည်အခြေပြုခဲ့ရဘူးလားရှိပါတယ်။ချစ်စင်မှာလက်ပြင်းကနေထွက်လာတဲ့အဖွဲဖြစ်ပြီးစလုတ်တရားမျိုးနဲ့ပွင့်နောက်ဆက်လက်စိတ်မှာဖမ်းဆီးခံရတယ်လို့သိရှိရပါတယ်။မြို့ဝကျွန်တော်ဒေသ မြောက်ဆန်းဆင်းရဲနေသောငကရက်တောင်ကျောပေါ်မှာမြေပြင်ထိပ်တွေ့မှုတွေရှိခဲ့ပြီးနှစ်ဖက်အထိခိုက်ကြာဆုံးမှုတွေရှိပါတယ်။အမှတ်344အမြောက်တိုင်းဘက်မှာတော့နှစ်ဖက်တပ်တွေဆိုင်ထားတဲ့အနေထားသာရှိနေပါသေးတယ်။အားရခါမြေကြောက်ဖြူမြို့နယ်အတွင်းကိုကိုချင်းနဲ့ပူအောင်ဖွဲ့တွေအောင်မြေချက်ထွင်လျက်ရှိနေပါတယ်။အမှတ်300နဲ့အခုရဲတပ်ဖွဲ့ဖွဲ့အနီးကနှမ်းဘတ်တောင်ရွာကိုပူပေါင်းဖွဲ့တွေထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျာတာက30နှစ်ရဲ့နေ့ရှိကိုချေတို့တိုက်စစ်ရောက်ရှိလာပြီးရဲတပ်ရင်းကိုသိမ်းနိုင်ခဲ့ရင်တောင်ချက်ချင်းသတင်းထုတ်ပြန်မှုပြုလုပ်မှာမဟုတ်သေးဘူးလို့ခန့်မှန်းရပါတယ်ကျဲတရင်နဲ့ကလေးရဲ့ပြိုင်းစစ်ကြီးရွာနီးမှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးဒညဝရီရေတပ်စခန်းဌာနချုပ်ကပါပြစ်ကူပေးနေရပြီဖြစ်ပါတယ်။မန္တလေးတိုင်းမရယာရှေချမ်းပိုးဝရွာဘက်မှာလည်းစစ်ကောင်စီရဲ့စစ်ကြောင်းတွေကျုံဝင်လာတာရှိတဲ့အတွက်ထိတွေ့မှုအနှဲငယ်ရှိထားပါသေးတယ်။ချမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းမြောင်းမှာထိတွေ့မှုတွေပြင်းထန်နေသေးဖြစ်ပါတယ်။ နှစ်ဖက်တပ်တွေရဲ့ပြစ်ခတ်မှုတွေကြောင့်စောင်းမြောင်းပင်မုံကောင်းပါလင်းပြာလာစားတဲ့ကျေးရွာတွေကဒေသခံ၃000ကျော်နေရက်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့သိရှိရပါတယ်။ကောင်းပါဝါလီနဲ့နောင်တရားကျေးရွာတွေကိုတိမ်းရှောင်ကြရတာဖြစ်ပြီးအခြေခံစားနပ်ရိက္ခာအရေးပေါ်ဆေးဝါးမိုးကောင်နဲ့အဝတ်ထည်များလိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။မိုးပြဲထိုးတဲ့အတွက်စောင်းမြောင်းဓာမြန်တိုက်စစ်ဟာစစ်ကောင်စီအရှိုက်ကိုတဲ့တဲ့ထိမှန်စေခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။ဘိုးတိုင်းနောက်ချမ်းအောက်ခေါင်းမြို့နယ်ကစစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်နေတာရှိပါတယ်။ စစ်ကြောင်းမှာပါလာတဲ့ဂျာမန်တွေကြောင့်ဒေသခံတွေတယ်လီဖုန်းအင်တာနက်လိုင်းပြတ်တောက်မှုတွေဖြစ်ပေါ်လျက်ရှိပါတယ်။ဂျာမန်နေမင်းကကိုအောင်စုရွာကိုမနေ့အစောပိုင်းမီးရှို့ဖျက်ဆီးမှု